အားမေမင်္ဂလာပါကျွန်တော်ကတော့ဆေးရလေးညွတ်တရပါကဲကျွန်တော်ကဘာခေါင်းကြီးနဲ့ပတ်သက်ပြီးတော့ဟောတယ်ပြောတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ဟောကိန်းလေးကျွန်တော်ဟောချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့ เนาะဒီအဲ့တော့မေးစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါဘာလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ်အဲ့တော့ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုအမြင်တိုင်းပြောရမယ်ဆိုရင်2025အတွက်ဘယ်တော့ဒီမြန်မာနိုင်ငံကြီးနဲ့ပတ်သက်ပြီးကတည်းကအစိုးရကြားတဲ့ကတိဒီကနော်ပြောရမယ်ဆိုရင်တော့ဒီဟာက ဒီကဘာဟော်ခိန်းနေနမိတ်နေနဲ့ပတ်သက်ပြီးတော့အရန်နာမည်ကြီးပါတယ်ဆိုရင် North Star Dame ရဲ့ Terror Cat ထဲရနော်နမ6ခုမြောက်ကတ်ကတ်ကကြတော့ The Hamil ခေါ်တဲ့ကတ်ကြတယ်ဟုတ်ပြီဒီကတ်မှာဖော်ပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် Two revolution made by the evil Sigawilla Chainboard Kings and their dispensation ကျွန်တော်အတန်းထက်တာမိုင်းလည်းမမယ်။ Okay ။ပြောလို့တဲ့အိဗယ်တခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြီးရောမလား။အပြီးသေးဘူး။စစ်ကောင်စီကြအဆုံးဖို့ရှိလားမရှိသေးဘူး။ဒါကျွန်တော်အပေါ်လင်းဆုံးပြောပြတာ။အဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲ။ဒီမှာဒီတက်ရဲ့အဆိုရဖြစ်လေဆိုတော့နော် revolution တော့တော်လန်ရေး တချို့လက်တော်လိုင်းဖြစ်နေတာပဲပေါ့ဒီတက်ပို့ပြီးတော့လိုင်းဖြစ်စီကလိုအပ်လားပြောမှဆိုရင်တော့လိုအပ်တယ်ဒီမှာပါပြရလဲဆိုတော့ true revolution လို့ပြရထားတယ်တော်လန်မှုနှစ်ရက်လို့ပြရထားတယ်တော်လန်မှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိအောက်ဆိုးနေတယ်အောက်ချုပ်နေတယ်နော်ဒီစစ်ကောင်စီအောက်စုစစ်အာဏာရှင်အဖွဲ့အစည်းကိုတိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တက်ဒါဒီ ဒီစစ်ကောင်စားပြီးတော့အလားတင်းကလေးစားပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်။ဒါတော့ပုံမှန် revolution 2021တည်းကစားပြီးတော့အခုချိန်ကြီးတိုင်အောင်ဆက်လက်ပြီးတိုက်နေတော့မယ်။ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာ။ပြောချင်တာ2025မှာဖြစ်လာမဲ့ two revolution ကဂျိန်းတစ်ခါမှမတိုက်တဲ့သူတွေပေါ်လာမှာ။ဘယ်လိုဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာ။တစ်ရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆို။ သူတို့အချင်းချင်းတွေကစစ်တက်ထဲကနေပြီးတော့တက်ထဲကနေပြီးတော့ပဲမနစ်ကာလောင်းကလည်းအစုလိုက်အပြုတ်လိုက်ကြီးပေါ့နော်ဒီတော်လန်ပို့ဆိုပြီးတော့မှဒီနော်ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအမြောင်များရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နဲ့ချပို့အလားလာအရန်များတယ်အချက် Now Revolution ကကြတော့ဘာလဲဆိုတော့တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော် လူတွေချမ်းသာတဲ့သူတွေအမြောက်များပါလာမယ်။ဘာကြောင့်ပါလာမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဒီ2025မှာတွေ့နေရမမြင်နေရတာပဲ။ကျွန်တော်တို့ဒီသူတွေပေါ်မှာရောမြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေပေါ်မှာရောပတ်စံရှိတဲ့အတိုင်းဝိုင်းတွေပေါ်မှာရောဆက်ဆံနေတဲ့အရာမှန်မြန်အားလုံးဒီမတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်။အဲ့တော့အဲ့ရဖြစ်လာမှကြီးကြီး။အဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲ။နောက်တစ်ချက်ပြောမယ်။ ကဘာဟောင်းကိန်းမှာကျွန်တော်ဟောခဲ့တယ်ကဘာဟောင်းကိန်းကိုလှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်ကဘာတော်ဝန်တော့မှာလဲဟိုနေရာတစုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်နေ့ပြစ်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ်နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်တို့ပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက် PR တွေပေးကြတယ်ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့ ်တရနဲ့အုံအုံနဲ့တိုင်းပြတ်မှတိုက်ပွဲမဟုတ်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မရှိလာကြအောင်မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကန်နိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်အခုဒေါ်လာထရန့်တက်လာတယ်တက်လာပြီတက်လာပြီးခဲ့ရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုး over တစ်ခုမှုတစ်ခုလုံနေတယ်နော်လုံနေတယ်အဲ့လုံနေတဲ့ဟာကအချို့တိုင်းပြည်ပြန်လုံးဝလုံးဝအဆင်မပြေဘူး ချို့တိုင်းမီတက်တော့အဆင်ပြေပါမယ်အချို့ຢာရင်တက်တော့အခက်အခဲတွေရှိပါမယ်အဲ့တော့သူတက်ချင်းကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုးတာလေးလည်းများရင်များမယ်ဒါပေမဲ့ပြောလို့လားကြတော့ Durant Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တက်ရောက်မှုကအယံပြင်းတယ်ပုံမှန်မဟုတ်ဘူးအဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတ်တခုကြာလာတယ်ကျွန်တော်မနေ့ကတော့မှလည်းကျွန်တော်ဒီကပဟောင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်း ဒေါ်နယ်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်။ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်။ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကကသုံးပြိုင်နေတယ်။တို့ဂျိုးဘိုင်နဲ့အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ထားပါတော့။အဲ့တော့ဒရန်ထရန့်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ် ဖြစ်လာမဲ့ reset ကိုကြည့်ရတယ်အကျိုးမြတ်ကိုကြည့်ရတယ်ဘာအကျိုးမြတ်လဲဆိုတော့ကြည့်ရတယ်ပေါ့ပြောရမယ်ဆိုတော့ तू ကနိုင်ငံသမားနဲ့စီးပွားရေးသမားဆန်တာဗျာဒါကျွန်တော်ဘာမှသိတာမဟုတ်နော်ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲသက်ပြီးတော့ပဲရှင်ပြဲပြီးရဲနဲ့ပြောတာပဲရှိတယ်အဲ့တော့95မှာမြန်မာနိုင်ငံကကြည့်ရပြောင်းလဲဖို့ရှိတယ် ပြောချင်တာကတော့အရင်တော့ဆိုရင်မြန်မာနိုင်ငံအင်အားကိုအခြားသောနိုင်ငံကြီးတွေကလာရောက်ဖိတိတ်တာလို့ပါတော့သိမရှိဘူးမြန်မာနိုင်ငံဆိုရင်စီဆိုရလည်းစောက်ကူမဆိုင်ဘူးတိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြတ်လာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆိုရကဒီနှစ်မှာစောက်ကူဆိုင်စရာတွေပေါ်လာမှာအဲ့တော့တော်လိုင်းကြီးအောင်မြင်မလားလို့မေးတော်လိုင်းကြီးဆိုတာဘာကိုအောင်မြင်တာလဲနော်တော်လိုင်းအောင်မြင်တယ်ဆိုတော့ဆရာဘယ်လောက်ထိတွေးထားလဲစရအောင်ရှင်ကြာမှအောင်မြင်မလား ဆရာနာရှင်ကသူ့ရဲ့ဒီပလင်ပေါ်မှာခြေကုပ်ပြီးထိုင်နေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်နေရပြေးပြေးပြေးနဲ့အပေါင်ကျင်းလာရင်လေသူ့ရဲ့အာလာကြာလာတာပဲဗျာအဲ့တော့ဒါတော့25မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာတာပါနော်ပလင်ပေါ်တော့မစင်သေးဘူးနော်ပလင်ပေါ်တော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းနေကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့ဒေါ်လာရင်းအင်အားစုမှရှိနေတဲ့သူတွေရဲ့ အင်အားတွေတိုးလာမယ်အဲ့လိုအင်အားတွေတိုးလာတယ်မှာဖြစ်လာတယ်ဆိုတော့အတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလမှာဆိုအရန်ကိုမြင်နေရတယ်အဲ့လာနေကတော့တတ်နိုင်ဘူးတည့်ရတိုင်းပဲတော်လိုင်းငွေတွေကိုဘောင်းတယ်လို့တော်လိုင်းငွေတွေဘာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာတွေရှိတယ်အဲ့လာဒီအဲ့လာဒီကတော့ဒီရှိရလည်းရှိတယ်မရှိနေရလည်းရှိတယ်ဒါကလည်းဖြစ်နေတဲ့အရာအားလုံးရဲ့အကဲအကဲချင်းကိုနိုင်ပဲသိမယ်ကျွန်တော်ဘာလေးမသိမပြောချင်ဘူး ဲ့တော့ချို့ဒေါ်လာရင်းကိုနှေးစင်တဲ့ຢာရီအားလုံးကဒါဒီကပါဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်နော်အတွင်းလိုက်စားတဲ့ချလို့မျိုးအကောင်ရှိတယ်ချလို့မျိုးအကောင်တွေကလည်းအပြင်ကလိုက်စားမှလည်းချမို့အတွင်းကလိုက်စားလည်းချပဲအဲ့တော့နောက်နောက်ဆက်ကမှာတော့မြန်မာနိုင်ငံကြီးကန္နမှာအချိုးခွေပြောင်းလဲဖို့ရှိတယ်နော်ပြောင်းလဲဖို့ရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်ဆိုးတယ်ဆိုတာတော့စားတဲ့ဆိုးနေပြီသားပဲ အဲတော့ဆိုးနေရဲ့အထဲမှာတင်သားရောင်းနေတဲ့သူတွေအားလုံးကတော့တိုင်းမဲ့ပေါ့ဘာမှပြန်တာမရှိဘူး nothing special ပေါ့တို့တော့ဒီနေ့ကဆိုးမယ်နော်ဆိုးရဲဆိုတာခင်ဗျားတို့တွေ့ပါလိမ့်မယ်တလားခု2025တလားကြော်ပြီးပါပြီခုနှစ်လပိုင်းလဲရောက်လာပြီဘာတလားပိုင်းတလားထဲမှာဘာတွေဖြစ်နေတာခင်ဗျားတို့သိဆုံးဘလောက်ကြီးအောင်ကိုနော်မိဘတွေအနေနဲ့ဘလောက်ကြီးအောင်ရင်ခွဲပတ်လိုက် ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးမယ်အဲ့တော့ ရင်ကပါလက်ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လို့မလားစွန့်ပြင်မလားဒီစကားအလကားမဟုတ်ဘူးเนาะကျွန်တော်ပြောတာစွန့်လို့မလားဆိုတာကတာသမီတွေကနေစွန့်လို့လိုက်ပြီးတော့သူ့လိုရချင်တာစိုက်တဲ့နေရာသွားစီဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့ဘောเนาะဆိုတဲ့အရာတွေပေါ့အဲ့တော့အဲ့လိုရှိလာမယ်အဲ့တော့နောက်ဆက်၅ဒီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်เนาะဒါပေမဲ့ဟိုကောင်ကြီးเนาะเนาะ ဟုတ်ကောင်းပလင်ဝိုင်းပြုတ်ကြပါရှိလားရှိတယ်နော်တခုတော့ရှိတယ်သူ့ရဲ့နေပဲသူ့ရဲ့လောက်ပိုင်ခွင်သူ့ရဲ့ပိုင်ဆိုင်ခွင်နေနေပဲကျင်းလာမယ်အဲ့လိုကျင်းလာဖို့အတွက်လေ revolution တွေများလာလိမ့်မယ်အဆိုးဆုံး revolution ကသူ့အတိုင်းဝိုင်းနေရပဲသူ့ပြန်ပြီးတော့တော်လန်တဲ့ကိစ္စသူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တတ်တတ်မှတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့ ော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေအားစခါခါတီးတီးမုံသွားတဲ့ကိစ္စတွေကဒီနေ့ထဲမှာအကြီးကျယ်ဖြစ်လာအဲရှောင်းနှိုင်းလို့မရဘလောက်နဲ့ပဲဖိအားပေးပေးဘလောက်ဖိအားပေးပေးဘလောက်ဖိအားပေးပေးနော်အိုက်ဒေါ်လာကြီးဖြစ်လာအဲ့တော့အဲ့လောက်ဆိုလေကျွန်တော်တို့ဖက်ကတာနေတာပဲပေါ့အဲ့လားပဲရှိလားနော်အဲ့ကြောင့်မဟုတ်ခဲ့ပေါ့ तू ကြွားမှာ तू သေးွားမှာ online ပြီးတာမဟုတ်ဘူး तू ကြွားမှာ online အောင်မြင်တာမဟုတ်ဘူး နယ်ပယ်ကြီးကျင်းလာတဲ့ကိုတော်လိုက်အောင်မြင်လာပါအဲ့တော့သူ့ရဲ့နယ်ပယ်ကျင်းလာကျွန်တော်တို့နယ်ပယ်နော်ကျယ်လာတဲ့ခါကျရင်လေဒါဒီအောင်မြင်တဲ့လမ်းစာတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကကျွန်တော်ပျော်ပေးနိုင်တဲ့အရာပါနောက်ထပ်ဘာပြောမိနိုင်လဲမသိသေးဘူးပြောမိနိုင်တဲ့ဟာတစ်ခုခုစိတ်ထဲပေါ်လာရင်လေဒါပြောမိမယ်နော်အဲ့တော့ဒီကဲအစိုးပေါ့နော်အားလုံးစဉ်းကြည့်ပါစေ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွန်တရားပါဒီယမန်လေးကကျွန်တော်မြန်မာနိုင်ငံမှာဝန်ထမ်းဆရာဖြစ်ရတဲ့အများကြီးကြုံတွေ့ရပါတယ်လင်းစင်တဲ့အများပေါ့နော်ဝန်ထမ်းမှုတွေကြေကွဲမှုတွေတရားတန်ချက်တွေကျွန်တော်တို့ဒီမြန်မာနိုင်ငံကြီးမြေကြီးပေါ်မှာပေါ့နော်တရားမှုတွေအများကြီးဖြစ်သွားခဲ့ပါတယ်အဲ့တော့ဒီအဲ့ဒီငွေလျင်ဘေးအတွက်ပေါ့နော်ကျွန်တော် ဒီကျွန်တော်ကိုဝိုင်းပြီးတော့ဒီလူတန်းနိုင်ဖို့ဆိုပြီးတော့မှကျွန်တော်ကိုဝိုင်းလို့ကြတာရောကျွန်တော်လူတဲ့ဟာတွေကစုပေါင်းပါတော့ဒီဒီနှစ်ရက်တွင်မှာကျွန်တော်30တတီလူခဲ့ပြီးပါပြီအဓိကတော့ဒီ30တတီကျွန်တော်တို့ဒီစကိုင်းပေါ့နော်စကိုင်းရဲ့မိမန်းလေးမှာကျယ်ရှိနေတဲ့သူတွေကိုအဓိကဒီကုညီပေးဖို့ကိုအဓိကရည်ရွယ်ပါတယ်ဒီပေါ့အဓိကရည်ရွယ်ပါတယ်ပေါ့ ဟိုနောက်ပြီးရခါကျတော့ငလင်ပြင်းထန်တဲ့ငလင်တစ်ခုရဲ့အကျိုးဆက်ကြောင့်မလို့အနောက်မှာလဲငလင်အသေးအသေးလေးအခြားသောထိကိုက်ဘေးရန်နေပေါ့နော်ထိကိုက်တဲ့အားလေးတွေကလည်းအနိုင်ငယ်တော့ဆက်ရှိလာဖို့တော့ရှိတတ်ပါတယ်ဒီအားကြောင့်မလို့လက်ရှိမိမိတို့ရဲ့နေထိုင်နေတဲ့ရုံဝန်းပေါ့နော်လက်ရှိမိမိတို့ရဲ့ငလျင်တန်တင့်ထားတယ်ဒါပေမဲ့ပြိုးတော့မကြဘူးဒါပေမဲ့မိမိရဲ့အစာအုပ်တွေက ဒီပေါ့နော်ယုံရင်းပြည့်စည်နေရမျိုးရှိမယ်ဆိုရင်တော့ကွာကိုနီးဆက်ရာပန်ဝင်းကျင်နေနောက်ပြီးတော့ဒီကျွန်တော်တို့လုံကြုံစိတ်ချရတဲ့နေရာရဲဝန်းတစ်ခုဖြစ်ရလားဆိုတော့မိန်းကုံးမျိုးတွေနဲ့ကျွန်တော်တို့ Facebook Social Media မှာတက်မိပြီးတော့မိမျိုးရဲ့လုံကြုံမှုတွေကိုစူးစမ်းပါဒီကာလကရှင်သန်တေဆုံးသွားတဲ့သူတွေအားလုံးကလည်းလုံဝါကိုမွန်းချက်ပြီးတော့တေဆုံးသွားသူလိုမျိုးပဲရှင်သန်ခဲ့ရတဲ့သူတွေအကုန်လုံးကလည်း မုန်းကြံပြီးတော့လဲရှင်းတယ်နေခဲ့ရတာပေါ့နော်ဟိုအားကြောင့်ပါပြီးတော့ကျွန်တော်တို့ရဲ့ပြီးသူတွေကိုကျွန်တော်တို့ရဲ့ပြီးသူတွေပြီးသူတွေအားလုံးကကျွန်တော်ပြီးသူတွေကိုပဲအားကိုးနေရတာပါဒီနေရာမှာလဲကျွန်တော်အစိုးရလဲဆေးရပါများလို့လဲမဆဲကျွန်တော်နော်အခုချိန်ဒီတိုင်အောင်ကိုဟိုကိုကြီးထောက်ပတ်မှုဆိုတာကပြီးသူတွေရှိရပဲထွက်လာသေးတယ်အစိုးရရှိကြီးကနေပြီးတော့မှ ဟိုစွာဟာခုချိန်ကြီးဟိုလလောက်ငါးငါးကြီးပြကျွန်တော်တို့ကြည့်မရောက်လာသေးဘူးအဲ့တော့ပီတူတွေတဲကနေပြီးတော့ကျွန်တော်တို့ပီတူတွေကိုလည်းပြန်ကူနေပါတယ်အဲ့တော့ဟိုကျွန်တော်တို့ဟိုမပဲဖြစ်ပေါ့နော်ဒီအာတင်းစာရှိတာတွေအာတင်းထားပါမတိထားမှာကြတော့ကျွန်တော်တို့ဒီအမြဲတမ်းတရားသဘောကိုရှေ့ရှုပြီးတော့တိထားဖို့လိုပါတယ်။ကျောင်းမြန်မာနိုင်ငံဒီလုံးဝလုံးဝအထီးကိုင်များတဲ့နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ တော့ကျွန်တော်ကိုလာမေးကြပါတယ်အခုလို့ဒီ2005မှာအခုငလင်ဘေးဖြစ်ခဲ့တယ်ပေါ့နော်အဲဒီကြောင့်မလို့ဒီလိုမျိုးကြီးမားတဲ့ကပ်ဘေးကြီးမျိုးဒီနေ့ထဲမှာထက်ရှိနိုင်သေးလားလို့မေးခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဖြေပါမယ်ဒီနှစ်မှာ ရှင်းလင်းရမယ်ဆိုတဲ့ကပ်ဘေးကဒီငလင်နဲ့တင်ပြီးပါပြီအဲ့တော့ဒီထက်ပိုပြီးစိုးဝါးပြီးတော့ဒီထက်ပိုပြီးကြမ်းတမ်းတဲ့သိဆုံးမှုကြီးမြန်မာနိုင်ငံမှာတော့ ထတ်တော့မရှိနိုင်တော့ပါဘူးအခြားသောပေါ့နော်စိတ်ဖြစ်တို့ဖြစ်တဲ့အပိုင်းကတော့ဒါတော့တပိုင်းပေါ့နော်ဟိုအဲ့လိုမျိုးပါအဲ့ဒါမလို့တခုတော့ရှိရပါ့ဒီငွေလင်းရဲ့အကျိုးဆက်ကြောင်းဖြစ်လာမယ်အခြားသောတက်ရောက်မှုတွေရှိတာတတ်တယ်နောက်ပြီးတော့ဒီအခြားသောဘေးလေးတွေတော့နည်းနည်းလေးကြည့်ပြီးတော့ရှောင်ပေးပါတို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဟိုအခြားဘေးလေးတွေရှိလာပြီမဲ့လေအခြားဘေးဆိုတာလည်းဗျာ ဟိုအရန်ကြီးကျယ်တဲ့ဟာတော့မဟုတ်ပါဘူးအခုလောက်ကြီးလည်းမဟုတ်ဘူးဟိုကြိုပြီးမြင်နိုင်ပါလိမ့်မယ်ကြိုပြီးကြည့်ပြင်ဆင်နိုင်ပါလိမ့်မယ်ဒီငလျင်ပေးရသိနေခဲ့ရင်တော့မှကြိုပြင်ဆင်ဖို့ဆိုတာကလွယ်ကူတဲ့အခြေအနေမျိုးမဟုတ်ခဲ့ဘူးလေအကြောင်းမလို့အားလုံးပဲအားတင်ထားပါကျွန်တော်လည်းခုဒီဘေးရင်ဟောရတဲ့ဟာတွေကော ကျွန်တော်ကိုလှူဒန်းကြတဲ့ဟာတွေပေါ့အဲ့ဒါတွေကိုလည်းကျွန်တော်ဆွတ်ဆူပြီးတော့လဲကျွန်တော်စကိုင်းတို့မန္တလေးတို့အချက်တွေကိုကျွန်တော်အများကြီးလှူဒန်းနေပါတယ်အများကြီးကျွန်တော်ဒီလုံဒီလုံနေတဲ့သူတွေအကုန်လုံးလှုပ်ပေးနေပါတယ်ပြီးတော့ဒီကျွန်တော်ရဲ့ဒီအကူအညီအထောက်ပံ့လိုခဲ့ရင်လဲကျွန်တော်ရဲ့ဟို Messenger မှာလာပြောပေးပါ Facebook Messenger မှာပြောပေးပါကျွန်တော် TikTok ဒီเนาะဒီ Facebook Messenger မှာလာပြောပေးပါ ဒီကျွန်တော်တက်လိုက်တော့ကူညီပေးပါမယ်ကျွန်တော်ဒီလောက်လုပ်ပေးပါမယ်နောက်စိတ်တက်ပိုင်းဆိုင်ရာကြားနေတဲ့သူတွေရှိလေကျွန်တော်ပြောစရာရှိရလေးပြောပေးပါမယ်အားလုံးစိတ်တိုင်းမကြပါနဲ့เนาะကျွန်တော်တို့ဟိုအသက်ရှင်သန်တဲ့သူတွေအကုန်လုံးကရှင်သန်နေရပြီးတော့မှ ရှင်သန်နေရတဲ့သူတွေကိုအားပေးဖို့လိုအပ်ပါတယ်အားလုံးအားတင်းထားကြပါလို့ကျွန်တော်နေပြောချင်ပါတယ်